ဒီမှာပါကင်းမုံပဲကြံပောင်းလေးပါခင်ဗျာ ready ဖြစ်နေပြီဆိုတော့အောက်ကလည်း ready ဖြစ်သွားပြီမမကပဲကြံအကဲဆွဲပါခင်ဗျာမမကိုအရင်ဆုံးဥချဖို့ဒီမှာသာခတ်နေတာโอ้ยแกมาม่าเอ้ยยောက်บ่าบีเนเน่จ๋าบ่าเด้ sorry ပါဘာလို့အလောက်ကြာနေတာလဲဘာလို့အလောက်ကြာနေလဲဆိုတော့မှာရဲ့ bamboo brand ရွာထဲမှာကုန်နေရဲ့လမ်းထိပ်မှာသွားဝဲရတာခြေတော်လဲညောင်းတယ်နေလဲပူတယ်မမကင်းမွန်ကရနေထားကင်းမွန်နေလက်တယ်နော် so ကင်းမွန်ကိုအစာတော့မယ်ဒီမှာလဲဘတ်ဆောင်သုံးလို့ရတယ်ဝါးပင်မတ်စိပ်ပဲကြတာပါတယ်အစင်းသိမ့်မယ်ဆိုတော့မောင်လေးလို့စားနေကြပဲဆိုတော့ဒါကိုအရင်ဆုံးရေစိမ့်လိုက်မယ်နော်ဒီနေ့စားဖို့တောက်ဖို့ဖန်ပြီးမှာကတော့ကင်းမွန်ကိုဒါပဲကြစံတဲ့အစာသက်စာပါမယ် နောက်ဒီမျိုးကတော့ပဲကြဆန်ကိုပေါင်းစာပါမယ်ပဲဒီစိမ့်90ရာခိုင်နှုန်းပါဝင်တဲ့ဘန်မူပဲကြဆန်အရသာကထုတ်ထုတ်တုံအီလင်းနေဗျာတကယ်မိုက်တယ်ဘတ်ဆောင်သုံးလင်းရဖြစ်တဲ့တက်ကိုပြုတ်မလားချက်မလားကြော်မလားတုတ်စားမလားဘလို့ပဲဆက်ဆက်စားလို့ရတယ်ပေါ့နော်အရေးတော့ဟင်းတစ်ခွက်အနေနဲ့လည်းကျွန်တော်ဖန်တီးလို့ရတယ် ကျွန်တော်တို့မစားခင်မှာတော့ရေထဲမှာ9မိနစ်ကနေပြီးတော့10မိနစ်ခန့်အရင်စိမ်ရပါမယ်။ကျွန်တော်နှစ်သက်ရဟင်းများနဲ့ချက်ပြုတ်စားသုံးလို့ရတယ်။ဒါမှမဟုတ်ပဲကျွန်တော်အတုတ်တုတ်စားမယ်ဆိုရင်လည်းရေထဲမှာ10မိနစ်ကနေပြီး15မိနစ်ခန့်စိမ်၊ရေထဲမှာ3မိနစ်ကနေပြီးတော့9မိနစ်ခန့်ပြုတ်ပြီးတော့အတုတ်တုတ်စားလို့ရတယ်။ဆိုတော့ကျွန်တော်ဒီနေ့ကတော့ပေါင်းစားမယ်။နောက်တစ်ခုကအစားတုတ်စားမှဖြစ်တဲ့တကူကျွန်တော်ရေထဲမှာတော့ကျွန်တော်အဆင်ပြေလို့လိုအပ်သလိုကျွန်တော်စိမ်လိုက်မယ်ပေါ့နော်။ ဒါကတော့ 80g ဒါကတော့ 40g ပါဆိုတော့၃မျိုးရှိရပေါ့နော်ဆိုတော့အထုပ်ကြီးကတော့ 200g ပါ 200g ရဲ့ 200g ရဲ့ 80g ရဲ့ 40g ရှိပါလေဆိုတော့၃မျိုးလုံးဝယ်လာပါလေဗမ်းမှုပေးကြစံကိုပေါင်းစားမှဖြစ်တဲ့အတွက်ကြောင့်ရေထဲမှာ7မိနစ်ကနေပြီး15မိနစ်ခန့်အထိတော့ကျွန်တော်စိန်လိုက်ပါမယ်ခင်ဗျာ 15မိနစ်ရေစိမ်းထားတယ်ပဲကြစမ်းလေးပါခင်ဗျာ yes ပတ်စုံတော့ဘဲငပြရေနှမ်းစီလေးရေမုံလာဥနေထဲပါမယ်ကစွန်းရလေးရစားကြင်တော့ကစွန်းရလေးပါထဲပါလေခွာသည် ိုတော့အပေါ်ကနေပြီးတော့ညီဘဲလေးထည့်လိုက်ပါမယ်။ကဲအားလုံးရတာထည့်ပြီးပါရင်တော့ကျွန်တော်နှမ်းဆက်စိတ်နေလိုက်ပါမယ်ခင်ဗျာ။မာရီအစားတော့ဖွားရယ် ready ဖြစ်သွားပြီဆိုတော့ဆက်သွားလိုက်မယ်နော်။ ျွန်တော်တို့ဒါကောင်းချင်းတွေပါရင်လည်းစားတော့စားဘူးလေဆိုတော့ပဲကြစားနေရတခါမှတော့မတော့မစားဘူးတဲတဲတိုင်းပက်နေကျွန်တော်တို့ဒါအခွန်ကိုတမင်သက်ကိုဖွင့်လာတာပါဆိုတော့ဒီပုံခေါ်လဲစားလို့ရပါတယ်ဒီလိုအောက်ကအပေါက်လေးပါတော့လေကျွန်တော်တို့ပေါင်းတဲ့နေရာမှာကြတော့ အတွင်းအထိပါနူးရယ်ပေါ့နော်အမွေရိုက်ပြီးတော့ဒါလေးရပပေးလေးကိုကောင်းနေရတော့တခါတည်းကုံကလီးယားလောက်ပြီးသားပါဆိုတော့ဒီဘော်လေးဝယ်နည်းဖြူလိုက်မယ်ဆိုတော့စပြီးတော့ပေါင်းလိုက်ကြရအောင်ခင်ဗျာကဲပေါင်းလိုက်ပါမယ်ခင်ဗျာ ကျွန်တော်ဒီနေ့ပဲကြစံလေးလွှဲရတဲ့အတွက်ကြောင်းတော့ဒါပဲကြစံလေးချက်တော့ပါမယ်哇ဒီမှာပါကင်းမွန်ပဲကြံပန်းလေးပါခင်ဗျာ ် ready ဖြစ်နေပြီဆိုတော့အောက်ကလည်း ready ဖြစ်သွားပြီဝါငွေလေးထွက်နေတော့ show ငွေလေးထွက်နေတော့ဗျာ ready ပါပဲခြိုက်တော့ ပဲကိုစီတက်ပြီးသွားရင်နော်ရေလေးထဲလိုက်ရင်ဒိုတရောက်ထဲလိုက်ရင်ပြီးပါပြီပဲကြဆန်ဟင်းညို့ကိုဗျာပဲဒီစိန်90ရာရင်တို့ပါဝင်တဲ့ဗမ်မူပဲကြဆန်နဲ့ပေါင်းဆက်ဖန်တီးကြတော့ပဲကြဆန်ဟင်းညို့လေးကပူပြီးလဲခြုံတယ်ပူပြီးလဲရတာလေးနဲ့တယ်နောက်ဆုံးမှာတော့ပဲကြဆန်လေးရတယ် ready ဖြစ်သွားပါပြီဗျာကဲဆွဲဦးပဲကြမှာတော့ခင်ဗျာ ready ဖြစ်သွားပြီခင်ဗျာ ready ဖြစ်သွားပြီအငွေလေးတွေထွက်နေတော့ဗျာရှိုးလိုက်ပါဦးဗျာပူပူလောလောလေးဗျာပေါ်ကနေပြီးမြေပဲလေးဖြူးမယ်ဗျာ နန်းလေးရောနန်းဖြူဆိုအဲ့ဒါခေါ်တာပေါ့အာနန်းဖြူတယ်ပေါ့မမေကကဲကြတာကဲဆွဲပါဗျာမမေကိုအရင်ဆုံးဥချောက်တယ်မှာဒါခတ်နေတာโอ้ยอืมကဲဥချပါတယ်ခင်ဗျာဆွဲပါခင်ဗျာကဲကျွန်တော်လည်းဆွဲပါပြီခင်ဗျာโอ้ยစားကြပါဦးခင်ဗျာစားကြပါဦးစားကြပါဦးဆိုအနောက်မှာဆိုရင်ဒါအချင်းလေးပါမယ်ဘေးမှာဆိုရင်ပန်းဟင်းလေးတစ်ခွက်ပါပါမယ်ခင်ဗျာ 啥米？发皮底下你米几没了？嗯，光、嗯、一个，一粒吧？嗯，不里都没有。空一个，空一个。嗯。 人家咋办？你你嗯。喂。喂。哇，人家神看了、啊。嗯。嗯，是干什嗯。嗯。嗯。看什么？嗯。嗯 ui Phơi hả? Ủa? Ừ. Rồi phiền hả? Ừ. ကင်းမွန်ကလက်ဆက်တယ်ဗျာလက်ဆက်တော့ကင်းမွန်ရဲ့အပါအတိရဲ့အတိုင်းပဲထုတ်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 နဲ့နောက်တစ်ခုကအင်းကင်းမွန်ကိုကိုက်ရဲ့အချိန်မှာအောက်မှာပဲကြတဲ့လေးရှိနေတော့ ပဲကြဆန်ရှိနေပဲကြဆန်ကထုတ်ထုတ်တုံတုံအီအီလေးနေဗျာဘယ်လိုပြောလို့ပြောရမလဲတော့မသိတော့ဘူးနှစ်ခုစလုံးကတုံတုံအီအီလေးနေကိုတကယ်ကိုမိုက်တယ်အချင်းလေးနဲ့ဆိုရင်ဟမ်အချင်းလေးနဲ့တွေ့ကြည့်လိုက်မယ်ချင်းလေးအကုန်ဆွတ်လိုက်ချင်းလေးဆွတ်လိုက်အကုန်လုံးကရတာပို့ပြီးတော့စူးစီးပြီးတော့ထိမိသွားလို့ခံစားရတယ်ဟွာလုံးဝလိုက်တယ်ဆော့ ôi nó thứ nó còn mấy chả nổi đấy ừ. Yà là gì sao lại mày မေဘယ်လိုလုပ်လို့တောင်းတနေနော်ဟိုတဲ့ရဦးမျက်စောင်းထိုးလားနှိုက်ဖို့မျက်စောင်းထိုးလားစားရတဲ့ရတာဒီချက်လောက်ပြောကြည့်ပေးပါဦးထထုတ်တုံတုံအီအီလေးစားလို့ကောင်းတယ်စားလို့ကောင်းတယ်ဒီလိုပေါင်းခါတစ်ခါမှစားဘူးစားဘူးလားတစ်ခါပဲစားဘူးဆိုတော့နားလာလို့မေးလုံးဝ over ဖြစ်သွားရင်မမဟိုဟာနဲ့စားတာလေပဲနဲ့စားတယ်ဒီတိုင်းကြာဆန်ချက်ချက်စားအော်โอเคဆိုတော့ဒီနေ့ရောက်တာကင်းမွန်ကိုပဲကြာဆန်နဲ့အစာသွတ်စားတယ်ပဲကြာဆန်ပေါင်းလေးလောက်ထားတယ် ဒီမှာပြောချင်တာတော့ကင်းမုံပေါ့နော်ကင်းမုံရဲ့အသားကလက်ဆက်တယ်နောက်တစ်ခုကပဲကြဆိုင်အရာသာထုတ်ထုတ်တုံအီလေးနဲ့ကင်းမုံကလက်ဆက်တော့တည့်ရတိုင်းပဲပဲကြဆိုင်အရာသာကတော့ထုတ်ထုတ်တုံအီလေးနဲ့ဆိုတော့ဝါးစားလိုက်တဲ့အချိန်မှာဗျာထုတ်ထုတ်တုံတုံအီလေးအရာသာလုံးဝမလဲမတည်ရဘူးလည်းမပေါအောင်နော်ဟုတ်တယ်ဗျာခဏလေးပဲပေါအောင်တယ်ဒီနေ့ပေါင်းဆက်ဖန်တီးထားတာကတော့ဘန်မူပဲကြဆိုင်ဝါးပင်မတ်တရီပဲကြတုံတော်တော်များတည်ကြတယ်ဘန်မူ brand ပေါ့နော်အနောက်မှာဆိုရင်အညွှန်းတွေပါတယ် ဘတ်စုံစုံဆိုတော့ပြုတ်မလားချက်မလားကြော်မလားတုတ်မလားဘလို့ပဲစစစားလို့ရတယ်ဘမ်ဘူးဘရန်ကိုကြောက်ကျွန်တော်ရွာထဲမှာဆိုရင်လည်းအလွယ်တကူရလို့ရသလိုလမ်းထိပ်မှာဆိုရင်လည်းရပါတယ်ပြောချင်တာကတော့နီးစရာဈေးဆိုင်တွေမှာဘမ်ဘူးဘရန်ဝါးပဲအမှတ်တရစီပဲကြတယ်အလွယ်တကူရလို့ရပါတယ်ခင်ဗျာโอเคဒီနေ့ရဲ့ဗီဒီယိုတွေတော့ဒီလောက်ပါပဲခင်ဗျာ နောက်ထပ်ဗီဒီယိုမှာဒီတဲ့အစ်အစ်တွေညီပြန်လာခဲ့ပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာတဒါ